Hello အားလုံးပဲမင်္ဂလာပါဖူဖော်မချန်ကနေကြိုဆိုပါရစေ။ဆိုတော့ Manchester United ကတော့အကူညာကိုတရားဝင် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းကြေညာခဲ့ပြီပေါ့လေ။အနည်းညာကကျွန်တော်တို့အသင်းရဲ့ဘက်ကအသင်းရဲ့နောက်ရာသီဝင့်မဲ့အိမ်ကွင်းအင်ဂျီကိုတရားဝင်မိတ်ဆက်အပီမှာ Matthias Cunha နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ကို official ကြေညာနိုင်ခဲ့တာပါ။ဆိုတော့ Cunha နဲ့ပတ်သက်လို့ရှိရင် Manchester United ကဒီကစားမပြီးသူကို2030ခုနှစ်ထိတက်တန်းရှိတဲ့စာချုပ်ကိုသူတို့ချုပ်ထားတာပေါ့နော်။ ဲ့ဒီတွေကမှနောက်ထပ်တစ်နှစ်တစ်တန်တူဝင်ကလည်းကျွန်တော်ပါတယ်ဆိုတော့2032ခုနှစ်ထိဒီမက်ဒီစ်ကွန်ညာကမန်ချက်စတာယူနိုက်တက်မှာဆက်ပြီးတော့ရှိနိုင်မှာပေါ့လေမာကတ်စထရက်ဘူတို့အန်တိုနီဆန်တိုစ်တို့ဂါနာချူတို့เนาะပြီးလို့ရှိရင်ကျွန်တော်ဂျေဒန်ဆန်ချူတို့အသင်းရဲ့အနာဂတ်ပလန်နဲ့မှာမပါတော့တဲ့အခြေအနေမျိုးမှာလက်ရှိကျွန်တော်တို့ဘာလို့ပြောမလဲအမ်မိုရင်သွားခြင်းနေပါတယ်ဆိုတော့3421 formation မှာအန်ဝင်ခွင့်ကြဖြစ်နိုင်တဲ့ မတ်တီးယပ်စ်ကွန်ညာကိုကျွန်တော်ခေါ်ယူနိုင်ခဲ့တာဒီဂျာမားရဲ့အပြောင်းအရွှေ့က United အတွက်အများကြီးအထိပ်ပဲရှိတဲ့အပြောင်းအရွှေ့ပါသူတို့ပြင်တော့ဈေးသက်တာခဲ့တဲ့အပြောင်းအရွှေ့လည်းမဟုတ်ခဲ့ဘူးကစားမားကိုယ်တိုင်ကလည်းဘယ်ပြိုင်ပွဲပဲမဝင်မဝင်ရမဝင်ရမဝင်ရပေါ့ဗျာ United မှ United သူဖြစ်နေတာတော့ကျွန်တော်ယူရိုပါလေးဝင်ခွင့်လည်းမရဘူး Champions League ဝင်ခွင့်လည်းကျွန်တော်မရဘူးဒါပေမဲ့လို့ Manchester United ကိုသူယာဒီမကုံခင်ကလေးကသူပြောင်းကျင်နေတာယာဒီကုံပြီးသွားတော့ကျွန်တော်ဘောနော် Europa League Final တွေပါနေအပြီးမှာ အသင်းကဒီနွေရာသီအပြောင်းအရွှေ့နဲ့ပတ်သက်ရင်ကစားမကောင်းနေမရတော့ဘူးလို့ကျွန်တော်တို့ယူဆနေတဲ့အချိန်ဒီတော့တွင်မှာဒီအပြောင်းအရွှေ့ကရအောင်ဖြစ်မြောက်သွားတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ United အတွက်တော့ပေါ့နော်ဘယ်လိုပြောမလို့ပြောင်းရွှေ့ကြီးစာချုပ်ပါယိုကြီးကလည်းတန်62တန်းကျော်ကျွန်တော်ပြီးခဲ့ရတာဖြစ်တဲ့အတွက်ဒါတက်တာခဲ့တဲ့တင်မှာတော့ကျွန်တော်မပါဘူးသူတပင်းပေါ့နော်လက်ရှိမော်ဒန်ဘောလုံးကစားမတစ်ယောက်ကမင်း19 95ခုလောက်မြန်တွင်းပြီးတော့ခြေသွင်းလေးမြန်ပြနေပြီဆိုရင် တန်း90တန်း60လောက်ကပြီးနေရတဲ့ခင်မှာဒါသိအထူးဆန်းတော့မဟုတ်တော့ဘူးသို့တော့ဒီအပြောင်းအရွှေ့ဟာဈေးသက်သာခဲ့တာတော့မဟုတ်ဘူးတန်း60တပြိုင်နဲ့ပြေးရမှာတော့မဟုတ်ဘူးပေါ့လေ3ချိန်တိတိကျွန်တော်ခွဲပြေးရမှာပေါ့ဆိုတော့အဲပြောရလို့ရှိရင်လော့တော့တင်မှာတန်း40လောက်ဆန်းပြီးတော့ကုန်သွားပြီပေါ့လေသို့တော့လည်းပဲဒီအပြောင်းအရွှေ့ဟာ United အတွက်အများကြီးမျှော်လင့်ချက်ထားမယ်အပြောင်းအရွှေ့ပါဆိုတော့ကွန်ညာနဲ့ပတ်သက်လို့ရှိရင်အမှန်တမ်းပြောရင်ကျွန်တော်အရင်ကကွန်ညာကိုတိတ်တဘောကြားတဲ့နေမှာမပါဘူးဘာကြောင့်လဲဆိုတော့ဟိုဘယ်လိုလဲရှိဝူဘန်ဟန်တန်မှုလို့သာမသိတာလားဗျာဒီလား အသင်းကြီးတွေဘာတွေရောက်လာကိုရီမမဟုတ်ဘယ်အသင်းကြီးပဲဖြစ်ဖြစ်ရောက်လာလို့ရှိရင်အဲ့ဒီတိုင်းသူဆက်သွားရင်မလွယ်ဘူးထားပါတော့ပြီးခဲ့တဲ့ရာသီကဆိုလို့ရှိရင်အနီကနှစ်ကြိမ်လားမသိသူထိတယ်ဗောနော်ဟိုပြီးလို့ရှိရင် Ipswich ရဲ့ဝန်တန်းနေလားမသိပါဘူးကျုပ်ကွင်းတောင်ဝင်ရှိသူတွေလောက်သူကိုထီလက်ရောက်တွေဘာကြီးကျွန်တော်လှုပ်တယ်ဗောအဲဒါတွေကကျွန်တော်အနေနဲ့ဗောနော်အသင်းကြီးလိုမျိုးနေရာမှာရောက်လာပြီးတော့သူဆက်ဖြစ်မယ်ဆိုရင်အာ image ဘိုင်းရအများကြီးကြာသွားနိုင်တဲ့အခြေအနေမျိုးတွေဗောဆိုတော့ဒါပြိုင်မဲ့အနေနဲ့ကျွန်တော်ထွေးရလို့ရှိရင်ဒါဟာတိတ်တော့ကောင်းလုံးနေတဲ့အနေထားတွေမဟုတ်ဘူး ို့တော်လေးပင်မန်ချက်စတာယူနိုက်တက်မှာဒါမျိုးဒီပျောက်ဆုံးနေကြတာကျွန်တော်ကြားပြီသိရမလားအဟိုးရင်တုံးကဆိုလို့ချင်းလည်းပဲဒီတိုင်းပဲကစားမားတွေနေနဲ့ attitude ပိုင်းဆန်ရအရာသိရမလားနော်တော်တော်လေးကိုကျွန်တော်ခက်ခက်တန်တန်ရှိကြတဲ့နေရာမှာကျွန်တော်ပါတယ်ဒီအသင်းနဲ့ပတ်သက်လို့ရှိရင်အမှန်ကန်အမှန်ကန်ကြိုးပမ်းပြီးတော့တကယ်ကစားပေးကြတယ်ဒါမျိုးတွေရှိတယ်ဗောလေအခုကအဲ့လိုမဟုတ်တော့ဘူးဗောနော်လောက်ခလာစားတွေအများကြီးပေးလို့ရောက်လာကြတဲ့ကစားမားတွေကျွန်တော်တို့ရှိတယ်အခုဘက်ကဗောနော်ကျွန်တော်နောက်ပိုင်းမှာကြာလာတဲ့အတိုးတွေမှာ Champions League တွေဥရောပဖလားတွေကို ပုံမှန်ကစားခွင့်မရတော့တယ်လို့ဟိုစိတ်ဖလားစိန်ခွန်နိုင်စွမ်းနေပါတယ်ဆိုလို့ရှိရင်လည်းတိတ်အချင်းကြီးမကောင်းကြတော့တယ်မှာပါတယ်ဆိုတဲ့အခါကျတော့ကစားမတွေကအညံ့ကွက်ညောင်မပြောင်းကျင်တာမျိုးတွေတည်တယ်မှာအရင်လိုမဟုတ်တော့ဘူးဗျာဒီအသင်းကြီးကဆိုတော့အရင်လိုမျိုးကစားမတိုင်းပြောင်းလာနိုင်တဲ့အချင်းကြီးမျိုးမဟုတ်တော့ကစားမခေါ်ရတာဒီတိုင်ပက်တယ်အကယ်လို့ရောက်လာရင်တော့မှလစာကမတန်ဆာတွေပေးရတာပြောင်းရွှေ့ကြီးကမတန်ဆာတွေပေးရတာဒါမျိုးတွေကြောင့်ပေါ့နော်ကျွန်တော်ရောက်လာကြတာအဲ့လိုအတော်တွင်မှာ ဥညာလိုမျိုးပေါ့နော်ထားပါတော့ Champions League ဝင်ဝင်လဲကျွန်တော်မရဘူးအဆင့်ကလည်း15နဲ့ရာကြီးတင်းငယ်သေးတာဒါမျိုးတွေနဲ့ဖြစ်နေတဲ့အသင်ကိုအမှန်တကယ်ပြောင်းကျင်လို့ရောက်လာတယ်ဆိုတာမျိုးကတော်တော်ရှားပါတယ်ဘယ်လိုပြောမလဲကစားမားတွေဘက်ကကြည့်ရင် Champions League ဝင်ဝင်ရမှာဘာမှဆိုတာမျိုးတွေကတကယ်နဲ့နားလဲပြီလို့ရတယ်လက်ရှိမှာကအောင်မြင်ခြင်းအောင်မြင်နိုင်တဲ့အသင်ကိုပဲကျွန်တော်ပြောင်းကြတော့တာတော်တော်ရမှာနော်ကုညာကိုခေါ်ယူနိုင်ခဲ့တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အများကြီးမျှော်လင့်ချက်ထားတယ် အသင်းကိုရောက်လာဖြစ်စီရင်ねဘောနော်ကျွန်တော်တို့ United ကလွန်ခဲ့တဲ့နှစ်တွေကိုကျွန်တော်ပြန်ကြည့်ရင်အပြောင်းအရွှေ့နဲ့ပတ်သက်လို့ပေးရတဲ့ဈေးကိုအမှန်တကယ်တန်အောင်ဆွမ်းဆောင်နေတာဆိုလို့ Bruno Fernandes တယောက်လောက်ပဲကျွန်တော်ရှိခဲ့ဘူးတာဆယ်စုနှစ်တခုလောက်အတော်တွင်းမှာကျွန်တော်ကွန်ညာအတွက်ကလည်းတန်း60ဆိုတဲ့ price tag ကြီးကလည်းကျွန်တော်ရှိနေပြီးတော့ PR ဟာ imminent များပါတယ်။ဟိုကောင်းတာတစ်ခုကတော့ Premier League မှာကျင်လည်ဘူးတဲ့ကစားမတစ်ယောက်ဖြစ်တယ်လို့เนาะကျွန်တော် Spain တို့ဘာလို့မှလည်းသူသွားပြီးတော့ကစားဘူးတယ်။အခုလက်ရှိပေါ့နော် နီးပြဖြစ်သူအမ်မိုရင်အင်မီတန်လိုချင်တဲ့ကစားမတစ်ယောက်လည်းဖြစ်တယ်လို့အမ်မိုရင်သွားကျင်နေပါတယ်ဆိုတော့3421 formation မှာလည်းသူ့ရဲ့စိတ်ကြိုက်နေရာကိုကစားခွင့်ရမှာဆိုတော့ဒါဒီအများကြီးကောင်းတဲ့အခြေအနေမျိုးပဲသူတပင်းတော့ကျွန်တော်တို့ဘောနော်ဒီ MO MO ရင်းရဲ့လက်အောက်မှာကုညာရောက်လာလို့အသိကြီးကဖုံထိုင်ခွန်းဆိုပြီးတော့အရာအလုံးကောင်းလာမယ်တဲ့မှာတော့မပါဘူးပေါ့လေဘာလို့အားနေချက်တွေကနေရာတိုင်းမှာရှိနေတာဟုတ်ဆိုတော့ကုညာရောက်လာလို့ကုညာရောက်တာနဲ့အရာအလုံးဒီအစဉ်ပြေသွားမယ်တဲ့မှာကျွန်တော်မပါဘူး တော့အကွန်ညာဒီ United တွေဘာကြောင့်တကယ်ကောင်းတဲ့အစားထိုးမှုဖြစ်လာနိုင်တယ်လဲဆိုရင်အချိန်ကတော့စကားပြောမှာပေါ့လေအရာအလုံးကိုကျွန်တော်တို့ဒါအပေါင်းလက္ခဏာဆောင်းတာတွေကြီးပဲကျွန်တော်တွေးထားနေလို့တော့မရဘူးပေါ့နော်အရာအလုံးကောင်းလာမယ်ဆိုပြီးတော့အာမခံချက်ရှိရှိတော့မရှိဘူးတိုးတော်လည်းပဲ United ရဲ့ကျွန်တော်တို့နေပြီးခဲ့တဲ့ယာစီ twin goal နဲ့ penalty မှုအများဆုံးကစားမကိုကျွန်တော်ကြည့်ရင် Matthias Cunha အော်ဆို Manchester United က Bruno Fernandes ပါ Fernandes က deep zone မှာကျွန်တော်ကစားနေရတာ United ရဲ့ပြီးခဲ့တဲ့ယာစီမှာ ျွန်တော်အင်အားအ ਨੇ ဆုံးတွေကအရာတစ်ခုကိုကျွန်တော်ကြည့်ရင်အားအ ਨੇ ဆုံးအရာကိုတစ်ခုကြည့်ရင်တိုက်စစ်ကဂိုးမရတာပဲ Resman Whiteland ကတရာစီလုံးနေလို့6ဂိုးပြည့်အောင်မသွင်းနိုင်တာပရီးမီးယားလိမှာ Zixi ကလည်းဒီတိုင်းပဲဆိုတော့ဗောနော်ဟိုဟိုကာနာချူရိုပါလို့ဆိုလို့ရှိရင်လည်းပဲတယောက်ချင်းတယောက်နေမကူရတာနဲ့ဗာနဲ့ဟလာဟိုအာမတ်တူကလည်း injury ပြဿနာတွေကရလို့ရနေဆိုတော့အသင်းမှာအရာအလုံးကတိုက်စစ်မှာနဲ့ပတ်သက်ရင် twin ဂိုးပိုင်းနဲ့ပတ်သက်ရင်တော်တော်ကိုတိုင်ပတ်နေတာဆိုတော့ Fernandez လောက်ပဲ တော့အဆင်ပြေတော့တဲ့အချိန်မျိုးမှာကွင်းလက်တိုက်စစ်မှာပေါ့နော်ဂိုးလေးသွင်းနိုင်စွမ်းရှိတယ်ဖန်တီးမှုလည်းလုံနိုင်စွမ်းရှိတယ်ဆိုတဲ့ကစားမတယောက်ကိုအစားထိုးနိုင်တာအားပြည့်နိုင်တာဒီဒါကောင်းတဲ့လို့ရဲ့ကောင်းတဲ့အချိန်မျိုးပဲကျွန်တော်တို့ကဂိုးသွင်းနေတဲ့ကစားမတွေပို့ပြီးတော့လိုတာအတင်းရဲ့တိုက်စစ်နဲ့ပတ်သက်လို့ရှိရင်တကယ်ပေါ့နော်ပြောင်းလဲပြနိုင်မယ့်ကစားမတွေကျွန်တော်တို့လိုတာမက်ဒီယက်ကွန်ညာဆိုလို့ရှိရင်ပြီးခဲ့တဲ့ရာသီမှာဆိုလို့ရှိရင်ပရီးမီးယားလိမ်မှာသူအမှန်တကယ်လုတ်ပြထားတာတွေကျွန်တော်တို့ရှိတယ်ဗျာဝူဘာဟန်တန်လိုအတင်းမျိုးမှာတော့ဆိုတော့ဝူဘာဟန်တန်လိုအတင်းမျိုးမှာ သူ့အနေနဲ့ကျွန်တော်တို့ဘယ်လိုပြောမလဲအချင်းကြီးကောင်းအောင်သူဟာဖြစ်တာဗျလုံနိုင်ခဲ့တာဒါကြောင့်ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဗောနော်ကျွန်တော်တို့လက်ရှိကွန်ညာကပြီးခဲ့တဲ့ယာတီမှာဆိုလို့ရှိရင်လည်းပဲဘူပန်အတန်တင်းတွေ့သူ33ပွဲကစားတဲ့နေရာမှာ15ကိုသူတွင်းထားတယ်15ကိုတွင်းပြီးတော့6ကိုဖန်တီးပေးထားတယ်ဗောနော်အရင်ကြီးလမ်းပြန်ထွက်အောင်ကောင်းနေတဲ့အချင်းကြီးတော့မဟုတ်ဘူးဗောလေသို့တော်လည်းပဲ United မှာတော့တိုင်မျိုးကလိုအပ်နေတာတိုက်စစ်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ဟာ immediate time ပတ်တဲ့နေရာမှာပါပါတယ် တော့ဟိုပြီးခဲ့တဲ့ယာဒီမှာအဆင့်15နဲ့ယာယီတင်ခဲ့တဲ့အကြောင်းရင်းတွေမှာလည်းခန်စစ်ကပေါ့နော်ကျွန်တော်တို့တိတ်ပြီးတော့ဂူးပေးရတာမျိုးကပြဿနာမဟုတ်ဘူးမြဲတိုက်စစ်ခုမှုသွင်းနေတာကပြဿနာကြီးနေတယ်။အူနာနာနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့တခြားပြောကြတယ်ဦးနာနာကြောင့်ဘာညာပြောကြတယ်ဒါပေမဲ့ကျွန်တော်တို့ပေးရတဲ့ twin goal တွေနဲ့ဟိုထားပါတော့အဆင့်3 5 6ကအသင်းနေအဆင့်10လောက်ကအသင်းနေဂူးပေးရတာတွေနဲ့ယူနိုက်တက်ဂူးပေးရတာတွေနဲ့တိတ်မကွာဘူး။ပြဿနာကတိုက်စစ်မှကျွန်တော်တို့တော်တော်ကွာသွားပြီ။ ယူနိုက်တက်က90ပြည့်အောင်မသွင်းနိုင်ဘူးသူများတင်နေရ60 80 80ဒါမျိုးတွေသွင်းနေကြတာကိုတင်းရဲ့ဘက်က90လောက်ပြရတယ်ဆိုသူများတင်နေကလည်း55ခု45ခု90ဒီလောက်ပဲပြရတာဆိုတော့ပေးကူပိုင်းမှာတိတ်မကွာပြီမဲ့တိုက်စစ်ပိုင်းမှာကျတော့ရာကူဟာအင်မတန်ကွာသွားပြီဆိုတော့အဲ့လိုကွာသွားရင်လည်းကျွန်တော်ကအဆင့်15ကိုရောက်နေတာပဲအဆင့်အဆင့်6ကအတင်းရဲ့ယူနိုက်တက်ဂျားထဲမှာပေးကူကတိတ်မကွာဘူးပေါ့နော်ဟန်စစ်ဘာလဲတိုက်စစ်ကကျတော့ဂိုးကြီးအများကြီးကွာတယ်လို့ပါလို့ဆိုတဲ့အခြေအနေမျိုးတွေဒါဒီတိုက်စစ်အားနေနေတာပဲအဲကြောင့် ကိုညာရောက်လာပြီဆိုတော့အခါကျတော့အတင်းရတိုက်စစ်မှာအတိုင်းနာတစ်ခုလီတော့နောက်တဲ့10ကိုလောက်မြန်ထက်ပြီးတော့ပူရသွားမဲ့အပြောင်းအလဲမျိုးလည်းဖြစ်မှာပဲလေ15ကိုလောက်အပြောင်းအလဲမျိုးလည်းဖြစ်မှာပဲဒါပေမဲ့လို့ပေါ့နော်ဒါသည်အားဖြစ်တည်နေတဲ့နေရာပါဆိုတော့ကိုညာရောက်လာတာနဲ့အရာအားလုံးအဆင်ပြေသွားလိမ့်မယ်လို့မဆိုလိုဘူးသို့တော့မက်ဒီစ်ကိုညာရဲ့အပြောင်းရွှေ့သည် United အတွက်ဖြစ်တင်တဲ့အပြောင်းရွှေ့ပါဆိုတော့ကိုညာသည် Manchester United တင်ကို official ရောက်လာပါပြီဂျော်နန်ဘတ်ကိစ္စတွေပါလေကျွန်တော်မသိရသေးပါဘူးဒါကလည်းတိတ်တော့စိတ်ပူစရာကောင်းနေတယ်မှာတော့ကျွန်တော်မပါဘူးပေါ့နော် ဆိုတော့မဒီယက်ကွန်ညာမန်ချက်စတာယူနိုက်တက်မှာအံဝင်ခွင့်ကျဖြစ်လိမ့်မယ်လို့ညီကလူထင်ကြလားကွန်ညာကိုခေါ်ယူနိုင်ခဲ့တာနဲ့ပတ်သက်ပြီးတော့တကယ်မှန်ကန်တဲ့လို့အပြောင်းရွှေ့ဖြစ်တဲ့အပြောင်းရွှေ့ဖြစ်တဲ့လို့ညီကလူထင်ကြလားဆွေးနွေးကြပါဦးချီချူပါပြတဲ့ညီကများလုံးကိုကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ် channel လေးကို subscribe နဲ့ရသေးဘူးဆိုလို့ချင်းနှိပ်ပြီးတော့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးပါ